နောက်25ခုနှစ်အော်တိုဘာလ9ရက်တနင်္ဂနွေနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက် numerology ကဏ္ဍပေတင်ဟောကိညာဆိုရင်တော့ခုနှစ်သားမီးအားလုံးဒီလိုနေ့မျိုးမှာငွေကြေးကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်ချိန်ဆထားတဲ့ကိစ္စတွေအောင်မြင်လိမ့်မယ်ရဝေးကနေအဆက်အသွယ်ကောင်းတဲ့ဒင်းကောင်းတွေကြားရမယ်ခီးသွားဖို့အစီအစဉ်မျိုးတွေအဖို့တန်မျက်စိအယောင်းဝယ်လုပ်မဲ့အစီအစဉ်မျိုးတွေအောင်မြင်မယ်နိုင်ငံခြားတို့လူမျိုးခြားတို့တိုင်းရင်းသားတို့အကျိုးပြုတယ် အလုတ်အစ်စဖို့လို့ဆွေးနွေးတိုင်ပင်ရတာညှိနှိုင်းရမျိုးတွေပေါ်ပေါက်နေမယ်အလုတ်အစ်နေရာအစ်အစီအစဉ်ကိစ္စမျိုးတွေအောင်မြင်ပါလိမ့်မယ်ဘလို့ခက်ခဲနေတဲ့သူတွေပဲဖြစ်ဖြစ်ဒီနေ့မှာတော့အဆင်ပြေမှုအထူးရပါလိမ့်မယ်ခொနင်းသမီးအလုံးတို့အတွက်ဒီလိုနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွန်ကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်မှုလို့အတွက်ဆိုရင်တော့ဆုံးခံကြတဲ့ကိုရင်တို့ဦးစင်းတို့ကိုအသီးသုံးမျိုးလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါဒီနေ့မှာခொနင်းသမီးတွေအလုံးကံထူးကောင်းဖို့လို့အတွက်ဆိုရင်လည်း ဆုံးခံကြတဲ့ကိုရင်တို့ဦးစင်းတို့ကိုအတတိမို့ရလှူဒန်းပြီးဆူတောင်းခြင်းအပြင်ဒီနေ့အတွက်ကံထူကောင်းပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုတန့်ခြင်းဖွားမြင်ကြတဲ့ရင်သွေးရန္တနာကြီးအတွက်ကတော့မာဘုတ်ဗေဒနီယတနင်္ဂနွေနေ့ဖွားဘင်္ဂဘွားသတ္တရှင်များဖြစ်ကြပါတယ်ဘင်္ဂတို့ရဲ့သဘောတရားအရငယ်စဉ်မှာခက်ခဲသော်လည်းကြီးတဲ့အခါအောင်မြင်ချမ်းသာမဲ့ရင်သွေးရန္တနာကြီးဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်နေအလုံးတို့အတွက်ကတော့ တနစ်တာလုံးကံကောင်းအထောက်ပံ့ရဖို့လိုအတွက်အုတ်တမင်းစွန်မြတ်စွာဘုရားရှင်လှူဒန်းခြင်းရဟန်းတန်ခါလောင်းလူခြင်းမိဘဆရာသမားဆွေမျိုးညာတိမိတ်ဆွေသင်္ကတို့ကိုအုတ်တမင်းဟင်စတဟင်လှူဒန်းခြင်းအပြင်တနစ်တာလုံးကံတရားရဲ့အခွင့်အရေးကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍကတော့တက္ကဏ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့လိုအတွက်ဆိုရင်တော့ရေတတော်ဝါးဖြစ်တဲ့ငားတွေလိတ်တွေကိုဘယ်လဲနဲ့အစာကျွေးပြီးငွေကြေးကိစ္စများတွေဆူတောင်းပါ ဈေးအောင်ကုန်သွယ်ဈေးကလက်ခွန်ဂျောင်းပန်းသာဝေဖန်းလာဖို့အတွက်ဆိုရင်တော့မနေ့ဆိုသောဆိုင်ရှိမျက်နှာသာကိုဆန်စီလေးအနှဲငယ်ကျဲပက်လိုက်ပြီးဈေးအောင်ကောင်းဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ဆိုရင်လည်းခဲတံလေးတစ်ချောင်းနဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့တိတိသာသအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုရွှေဖြုံသီးမှရေးပြီးတော့ ီလာရှင်ဆရာလေးတစ်ပါးကိုလှူဒန်းလိုက်ပါခင်ဗျာတို့သူကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရင်ဆိုရင်တော့ကျမ်းမာရေးညံ့သူအတွက်ဒီလိုနေ့မျိုးမှာကြက်ဥကြော်အနှဲငယ်စပြီးကျမ်းမာဖို့အတွက်စတိစုထောင်းလိုက်ပါအချင်းမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအေးချမ်းတန်ရာပျော်ရွှင်ရပါလိမ့်မယ်အချင်းမေတ္တာရေးအိမ်တော်ရေးအဆင်ပြေအေးချမ်းမှုလို့အတွက်ကတော့ဆုံးခံကြတဲ့ကိုရင်တို့ဦးစင်းတို့ကိုလက်ဖက်တို့ဆုံးလှူဒန်းပြီးစုထောင်းလိုက်ပါခင်ဗျာ